စိတ်ပတိနဲ့ရိတ်ကြီးခို1334ခုနှစ်တဘိုရဲလာဇန်12ရက်နနက်9:00နာရီဟေမန်ဆောင်းလာရသည်ငွေနှင်းများဝီနေစေမင်းလွင်များဆိုင်းနေစေနေထွက်လာခဲ့ပြီဖြစ်တော်လဲနေမင်းကယူနှင်းတို့အားလုံးကိုမထိုးပေါက်နိုင်သည်တစွန်းတစသောမြူနှင်းများကြားမှ အချို့သောရောင်ကြီးတန်းများမှာချွေကြီးငွေကြီးမြင့်တန်းသည်တို့တွေ့တန်းထိုးပေါက်နိုင်သည် တန်လွင်မြည်ရည်သည်ချမ်းအေးသောနှင်းလွှာယုံကို လုံအောင်ခြုံ၍တွင်တွင်ရွေ့ရွေ့စီစင်းနေသည်မိုးကာလာစီကဒေါမန်ပြင်းပြင်းဖြင့်တဟင်းဟင်းတဟဲစီစင်းခဲ့သောမြည်ရည်သည်စောင်းရောက်သည်ဆိုလျင်ပင်ဘွားတော်60ရှိပြီဖြစ်သောမထေကြီးကဲ့သို့ငိန်သက်သောဣန္ဒြေဖြင့်တည်ငိန်စွာရွေလျားနေသည်ချမ်းအေးသောနှင်းလွှာယုံကိုခြုံထားရသည်မို့ပို၍လေးကွင်းနေသလားထင်ရသည်တစ်ဖက်ကမ်းမှာ ကွန်ကရစ်ကျွန်းကမ်းခြေတန်းအရှိတ်ဘက်မှာကတကြီးဝါကြီးများဖြင့်အုံဆိုင်ညို့မိုင်းနေသောညံကြီးမူတော်အုပ်ကြီးကမ်းအငူပေါ်ဝဲတီတီမာမာတည်ရှိနေသည်ကမ်းနှစ်ဖက်စလုံးကိုနှင်းမြူများအကြားဝိုးတဝါရိတ်သွင်ပြင့်သာမြင်ရသည်ဝန်းကျင်တစ်ခွင်လုံးလှုပ်ရှားမှုမဲ့နေသည် ချမ်းအေးသောနှင်းမုံအောက်ဝဲအိမ်မောကျနေသည်တော့မဟုတ် လူသူအယောက်အပေါက်နေ၍ငြိမ်သက်နေခြင်းသာဖြစ်သည် လူသူရောက်ဖို့ဆိုသည်ကလည်းမလွယ်တောင်းကျမ်းသူများအုပ်စိုးရာအမဲအောင်နေမည်ဖြစ်သည်ဒေတာခန့်အချို့ကသာတခါတည်းရန်သွာလာလိရှိသည်ပြည်မနှင့်ဝေးလံခေါင်ပြား၍သွာလာရခက်ခဲလွန်သည်ဝေးလံခေါင်ပြားသည်ကအကြောင်းမဟုတ်တောင်းကျမ်းသူအုပ်စိုးရာနေမည်ဖြစ်သည်ဖြင့်ဒေတာခန့်တို့မှအပသွာလာဝင်မရှိသောကြောင့်သာ ဖြစ်သည် နေကံလူများတော်လာဝင်းရသည်ကလည်းစကြေးပေးထား၍သူတို့ဩဇာခံနိုင်၍ ဖြစ်သည်ဤသည်တော်မှအချိန်မီသွာလာနိုင်သည်မဟုတ်သည်ကတ်တန့်ချိန်ရှိသည်တရင်ဘိုးမှသာသွာလာနိုင်သည်တရင်မဘိုးပဲသွာလာနိုင်သည်ဟု၍ရှင်ယဟန်းများသာဖြစ်သည်တကြိမ်ကြိမ်စည်းစင်းနေသောတန်လင်မြစ်ပြင်ကိုဇံ၍လေငယ်တစဉ်တရွေ့ရွေ့လောကလာနေသည် လေဝန်းထဲမှကဥသူဇနထိုင်သည်သင်္ကန်းဝဲဖြင့်လီလောခတ်တီအသွင်သည် အမြင်ဆန်းလို့နေသည်ဆန်းတော့လည်းမတက်နိုင်ပြီးသွားရလာရမှာရီလန်းတစ်ခုကိုသာ အားထားရသည်တောတူတောင်သားများက မပိုပေးနိုင်ကြမထူးပါဘီမိမိဘာသာလောကတ်သွားရသည်ကမှအစဉ်ပြေသေးသည် ထို့ကြောင့်အမြင်ဆန်းတော်လဲရှင်ရဟန်းပေမဲ့လေလောလေခတ်ပြုနေရသည် လေသည် ကော့ကရက်ကျုံးမိမှကိုပတ်၍ညာကြီးငူစီတို့တရွေ့ရွေ့ဥတီလာနေသည်နှင်းမုံများအကြာတီတီမမရက်တီနေသောညာကြီးငူကို မြင်နေရတော်လဲလှုပ်ရှားမှုဟူ၍မတွေ့ လူဒန်းသူတန်းမကြားလုံးဝတိတ်ဆိတ်ငြိမ်သက်နေသည်ညံကြီးကိုကမ်းပြီးမှကတ်၍လေကိုလော်ခဲ့သည်ဆောက်ကြီးများ အမှုစွန်းကြီးတို့မှကရက်ပေါက်နေသောတစ်ကြီးဝါးကြီးများနှင့် ပြည့်နေနေသည် ထူးခြားမှုတစ်ခုကိုတတိပြုမိသည် ပေါက်ရောက်နေသောဝါးများမှ အားလုံးလိုလိုခွေခွေကောက်ကောက်ကြီးဖြစ်သည်ဘယ်နေရာမှလေဆိုက်၍ဘဲကဘလို့တက်ရမည်ကိုရှာမရဖြစ်သည် အစဉ်ပြေပြေတက်ရောက်နိုင်သော လမ်းစားဟူ၍မမြင်မတက်တာသည့်အစုံငူစွန်းတနေရာရှိတစ်ပင်တစ်ပင်မှာလေချီသည်မတ်စောက်သော ကြောက်ငူစွန်းများကိုခက်ခက်ခဲခဲတွေ့တက်ရသည် ရှင်တေဇနိယအဖို့လူလူဖြင့်တက်ရသည်မှာ မထောင်းသာလားဥဒုဇနမာမူတောတက်ရန်လာခဲ့ခြင်းဖြစ်သည်ဖြင့်ဒေါ်ယဟန်အသုံးဆောင်များတို့လိုတလန်ပါခဲ့သည်တပိတ်တလုံးသင်္ကန်းသုံးတဲ့ပတိတကုံရက်တခု တောင်ဝေးတချောင်းတို့ဖြစ်သည် ကိုဝင်ကိုထမ်းမြင်ရည်ရဲခဲ့သည်မို့ရှင်ဒေဇနိယအားပစ္စည်းမတည်ခိုင်ကိုရိုင်းသာတည်ဆောင်သည်လမ်းဟူ၍မရှိမတ်ဆောက်ကြီးဖြစ်သည်အစင်းခတ်အတက်ကြမ်းကြီးဟူသောခရီးမျိုးဖြစ်သည်တင်ငန်းသုံးထည်ကို ကိုမာချက်ချက်ရရဝစ်သည်တပိတ်ကိုပခုံးတစ်ဖက်မှသာလွယ်ရိုးရှိတော်လဲခက်ခက်ခဲခဲတက်ရမည်မို့ဆလွယ်တိုင်းလွယ်လိုလွယ်လိုက်သည်ရက်နှင့်တောင်ဝဲကိုဘယ်လက်မှစုကင်သည် ညာလက်မှာနီးရငူစွန်အချွန်တက်များငုတ်များတစ်ပင်ဝါးပင်များကို အာပြူဆွဲတက်ရသည်တခါတခါချော်ကြလိမ့်မလို့ဖြစ်ရသေးသည်ချင်းတေဇနီယာကနောက်မှ ဖေးကင်ပေးလိုက်ရသည် အသက်24နှစ်အရွယ်လူက လူငယ်ပင်ဖြစ်တော်လဲတောချုံကိုတိုး၍၎င်း၊ကိုယ်ပဲ့၍၎င်း၊စွဲကင်ခိုတက်၍၎င်းခက်ခက်ခဲခဲတက်ရသည်မို့ငူထိတ်ပေါ်သို့ရောက်သည်တွင်မမောတော်လဲပန်းနေသည် ချွေးပြက်ပြိုက်ကြကတကိုယ်လုံးရွှဲနေနေသည်ဂူထိတ်ရောက်လင်နှစ်ဦးသာဘဲသွားလို့ဘဲလာရမမသည်ကြည်လျာမျောလျာတိုင်းမှာညှို့မိုင်းနေသောဝယုံကွေးကွေးကောက်ကောက်များအုပ်ဆိုင်နေသည့်တစ်ပင်ကြီးများကိုသာမြင်နေရသည် လက်ရဘက်သို့တော်တိုးလာခဲ့သည်ခက်လန်းလန်းမှစောက်ထားသောထန်းရွက်မိုးကနဖြင်းတစ်ခုကိုတွေ့၍အနီးသို့လာခဲ့သည်တိခောက်ပစိုးဝဆုံဖြင့်လူကြီးတယောက်ကိုပါမြင်ရသည်တည်င်းစကားမင်းမြန်းစနီးနာရန် ကနပြင်းအတွင်သို့ဝင်လိုက်သည်လူကြီးသည်အနီးရှိမောင်းကိုသုံးချက်ထုလိုက်ပြီးဥဒုဇနအားနေရာထိုင်ခင်းပေးကာဝပြုနေသည်ခဏအကြာတွင်ကနပြင်းအတွင်သို့တစ်ခေါက်ဆိုးဝက်အသက်40ခန်းအရွယ်တင်ငန်းဝက်တပါရောက်လာသည်ဥဒုဇနနေရာကထား၍ဝပြုမိအလုပ်တွင်လဲတင်ငန်းဝက်ကနေပါစီဖရာတပည့်တော်ယဟန်မဟုတ်ပါယတိပဲဖြစ်ပါတယ်ဖရာ။အော်အရှင်ဖရာဘွဲတော်ဘလို့ခေါ်ပါတလဲဖရာ။ ဥတုဇနာလို့ခေါ်ပါတယ်။တတ်တော်ကရောဖေဟာအတက်က24တိခါက၄ဝါပါ။ဘာကိစ္စနဲ့ရောက်လာပါတလဲဖေဟာတောထွက်မယ်စိတ်ကူးနဲ့လာခဲ့တာပါဥယတိ။စာပေပရိယက်ကောတင်မှုပါသလားဖေဟာ။ပထလက်တန်းအောင်ခဲ့တယ်။ပထမကြီးတန်းကိုတော့မပြေယုံတမဲစာဝါတက်ခဲ့တယ်။မန်ပါဖေဟာ။တခြားအမျိုးသားစာမေးပွဲတချို့ကိုလည်း ဖြည့်ဆို့အောင်မြင်ခဲ့ပြီးပိဋကတ်မြမပြန်တွေကိုလည်းလေ့လာဖတ်ရှုခဲ့တယ်။မှန်ပါဗျာ။အခြေခံတော့လည်းရှိသားပါပဲဗျာ။ဒေါထွက်လာတဲ့စာတင်သားတွေဟာများသောအားဖြင့်စာပေပရိယတ်ကိုလေ့လာသင်ကြားကြပါတယ်။လက်တွေအားထုတ်ဖို့ကြတော့လည်းအနည်းစုသာဖြစ်ကြပါတယ်ဗျာ။ဒါကတော့လည်းလူတကူအကြိုက်တစ်မျိုးစီပေါ်ဦးရည်တည်ရဲ့။မှန်ပါဗျာ။တပည့်တော်ဆိုလိုတာကစာကြီးတင်လို့မပြီးဘူး။ လက်တွေ့ပါလုံးမှညီမချက်အောင်မြင်မယ်လို့ဆိုလိုတာပါဗျာဒါတော့လဲတာဖို့ဥယျသိလူတိုင်းဟာရှူထောင့်ကိုစီရှိကြတော့ကသူ့ရှူထောင့်သူ့အမြင်နဲ့သူ့အတွေးကဘာဆိုတာမသိကြရတော့ရှူထောင့်တိုင်းကမန္တန်တို့ကြီးဆိုကြထင်ကြတာပဲပေါ့စီးပူးခဲ့တဲ့ပါရမီအကြိုက်အထာနဲ့ဇယိုက်ဝါသနာကကွာတက်ကြတာပဲပေါ့လေမှန်ပါဗျာဒါပြင်ဥယျသိကိုဒီရောက်တာဘလောက်ကြာပြီလဲဒီနှစ်ထဲမှာပဲဗျာတစောင်းမုံလားပြေကျော်ဆယ်ရည်နေက ရောက်ခဲ့ပါတယ်ဗျာရောက်ခဲ့ပုံရဲ့အပန်းမကြီးရင်ပြောပြစီခြင်း ਨੇ ဒီလိုပါဗျာဥမောင်ဝင်းသည် ကော်လုံးကျွန်းထိပ်ရွာကလေးခေါ်အရက်မှာဝေးပွားခဲ့သည်ဥဆန်ညွန့်ဒေါ်ဖွားရှင်တို့ဤသားသမီး၄ယောက်အနက်တတရမြောက်သားဖြစ်သည်1295ခုနှစ်တစောင်းမုံလာပြီကျော်6ရက်အင်္ဂါနေ့မှာဝေးပွားသည် အကူရောနှစ်ဦးမှာအရှင်ဓမ္မစရိယအရှင်ဝိနယပထမလက်အောင်လို့ဖြစ်ပြီးနှစ်ပါးစလုံးပြန်လွန်တော်မူပြီးဖြစ်သည် အငယ်ဆုံးမှာမိန်းကလေးဖြစ်၍တိလရှင်ဝင်ဖြင့်ဒေါ်ဝနစာယီအမိတွင်သည်ဒေါ်ဝနစာယီသည်ဓမ္မစရိယာအောင်မြင်ပြီးမောလမြိုင်ပိနေကုန်းကြီးရွာတိလရှင်စာတင်တိုင်း၌စာပေပို့ချတင်ကြားလျက်ရှိသည်ဥမောင်ဝင်းသည်1324ခုနှစ်တွင်ငန်းဒီတောင်ကျောင်းဆရာတော်အရှင်နာဂတေနာပြီးဝင်သား၏အနုသာသနာကိုခံယူလျက်ယဟန်ဖြစ်သူရောက်သည်ဘွဲ့အမိမှာဥဇာဝနာဖြစ်သည် နန်းဒီတောင်ကျောင်း၌ခိတ္တနေထိုင်ကတထုံမြို့မင်းကွန်းပဌာနနာယကကမ္မထန်းနာစရိယာမှာအလွန်စည်းကမ်းကြီးသောဆရာတော်ဥဒိခဖြစ်သည်ထိုမှနေမိန်ဒါရတောင် အထက်ပိုင်းတောင်ကြီးပိုင်းတော်ရက်သို့ကျောင်းရွှေ့နေထိုင်သည်တောင်ပိုင်းတော်ရမှာတနစ်နေထိုင်ပြီးမြိတ်မြို့တာဒနာရိတ်တာတွင်တနစ်ခွဲခန့်သွားရောက်ကလက်ထောက်ကမ္မထာနာစရိယာအဖြစ်ဆောင်ရွက်သည်ဘာကြီးတော်ရှိရာမော်လမြန်မြေတဲเจ้าတို့ ြောင်းရွှေ့နေထိုင်ပြီးရဟန်းဆယ်ဝါအရာတွင် တောင်လီလုံးကျောင်းဆရာတော်ထံမှ ခွင့်တောင်း၍တိတ်ခါချကာရဟန်းအဆင့်သို့လျှောချပြီးယတိဘွဲ့အမည်ကို မဟာအောင်ဘောဓိဟုခံယူသည်ယတိအဖြစ်သို့ရောက်ရှိပြီးသောမဟာအောင်ဘောဓိဥယတိသည်တောတောင်ဒေသအတွင်းသို့လှည့်လည်သွားလာနေထိုင်တရားကျင့်လင့်ရှိသည် ဖပွန်နေခောထတော်မှလာပိုင်းများနေထိုင်ခဲ့ပြီးမိဆိုင်တောင်ခြေသို့လာခဲ့သည် ထိုမှခိတနာနေစဉ်ကေလာတဖရာအမအမေတုံခေါ်ဒေါ်အုံးနှင့် အဖွဲရှိရောက်ရောက်လာသည်မိဆိုင်တောင်ပေါ်မှာအဋိဌံဝင်ကြသည် အမေတုံတို့အဖွဲတောင်ပေါ်တက်သွားပြီး နောက်တရက်မှာဖန်အံမဒေါ်စိမ့်မှန်ရောက်လာသည် လိုက်ဖို့ပေးပါဆိုသဖြင့်အမေတုံတို့စီပို့ပေးခဲ့ရသည် တောင်ပေါ်မှာနှစ်ရက်ကြာနေထိုင်ပြီးနောက်အမေတုံကဆိုလာသည်အမေတုံမှာအသက်80ရှိပြီး တားရဲ့သိဟာမီးဆိုင်မှာခိတ္တဆိုင်ငံနေနေတာဖြစ်တယ်။ဒီနေရာဟာမင်းခိတ္တဆိုင်ငံနေနေရာဖြစ်လို့မင်းဆိုင်လို့ခေါ်တယ်။တားရဲ့သိသာနာပြုရမှာကဒီနေရာမှာမဟုတ်ဘူး။ကမမောင်ရဲ့အရှိဘကံမြန်ကြီးငူမာတာပြုရလိမ့်မယ်။ထိုနှစ်တစောင်းမုန်းလားပြီးကျော်ဆယ်ရည်နှစ်တွင်ဥတာဘိုမောင်စံကြီးလိုက်ပါလျက်မြန်ကြီးငူတို့ရောက်ခဲ့သည်။ထိုစဉ်ကမြန်ကြီးငူမာတကယ့်တော်ကြီးမှန်မဲဖြစ်သည်။လူသူအယောက်ပေါ့ဟူ၍မရှိသလောက်ဖြစ်သည်။ တရားအထုတ်သူများပြန်ပန်းရန်ကလာတက်လိရှိတော်လဲကြာကြာမခန့်အကြောင်းကြောင့်ကြောင့်လမ်းရွေပြန်ပြေးသွားကြရသည်တန်လွင်မြစ်တွင်းမှစုံစင်းလာလိရှိသောဖောင်သမားများသည်ညင်ကြီးမှုတဲ့တဲ့သို့ရောက်လျင်ထူးဆန်းသောအတန်များကိုကြားရတတ်သည်စင်တန်မြင်းတန်တန်ကျိုးတန်စီမောင်းတန်လူတန်စသဖြင့်ကြားလိရှိသည်တဆင့်စကားတဆင့်နာဖြင့်လူအများကြားသိကြရမှညင်ကြီးမှုတို့လာဝန်သူမရှိ ဖြစ်လာသည် မျက်စိလည်းလမ်းမ၍ရောက်လာရင်လည်းတစုံတရာသောထူးခြားမှုနှင့်တွေ့ကြုံကြရပြီးလမ်းဖြတ်ပြန်ပြေးသွားကြရပါသည်လူတို့ဦးမျက်စိလည်းလမ်းမပြီးညာကြီးမှုတော်နဲ့ထဲသို့ရောက်လာသည်အေယာမမိုးမြောင်ငယ်ဥပင်ကြီးတပင်ကိုတွေ့ရသည်ပင်စီမှာပစိုးတပတ်ခန့်ရှိသည်အပင်အောက်တွင်မြေဥသီးမဲ့များတင်းကြံပြည့်ကျွေနေသည်ကိုတွေ့ရဟန်ကြပြီးသဘောဖြင့်ပစိုးဖြင့်ရားသလောက်ထုတ်ပြီးပြန်ဖို့လုပ်သည်အပြန်လန်းရှာမတွေ့တော့ အရက်လေးမျက်နာမိသည့်ဘက်သို့ဥတီသွားသွားဒီအပင်အောက်သို့ပင် ပြန်ပြန်ရောက်လာသည် နောက်ဆိုရိတ်မိလာပြီးမြေုပ်သီးများကိုတွန်ချလိုက်ကမှအပြန်လန်းကို တွေ့ရသည်ရွာရောက်တော့လူအများအားပြောပြရာမှ လူစုပြီးငရုတ်ပင်လာရှာကြသည် အထက်ထက်အခါခါရှာကြတော့လေငရုတ်ပင်နှင့်တူသော အပင်ဟူ၍အပင်ငယ်ကိုမှမတွေ့ကြရသဖြင့်လက်လျှော့ပြန်ခဲ့ကြရသည်တက်ကြီးစကားအရ၎င်းသည် ငရုတ်ဆိုတော့လေပဂတိငရုတ်ကဲ့သို့စပ်ပူခြင်းမရှိအရသာအလွန်ရှိသည် စားရမိလျင်တိတ်တိတမျိုးမျိုးပြီးသည်ဟုတီးရသည်ယံကြီးမှုတွင် အခြားထူးဆန်းသောအရာများစွာရှိသေးသည်ရေခွင်းကြုံပါကရေးပါအောင်မည်စာရည်သူဘူးရဲ့သိတို့ရောက်ချိန်တွင်နန်းဦးဖယားငုတ်တို့သည်ခုနှစ်တောင်များရှိပြီးဌာပနာတိုက်ဖောက်ခံထားရသည်ကိုလည်းတွေ့ရသည်ရောက်စားကကြောင်းပင်ခန်းငယ်ဆောက်လုပ်ရန်ဝါရှာမရသဖြင့် ရွန်းစလင်းချောင်းအထက်ဘက်သို့တက်ပြီးမှဖာလုံရွာမှဝါးတရာဖြင့်ဖောင်ဖွဲ့မျောချလာခဲ့သည်ထိုဝါးဖြင့်ပင်ဆောက်လို့ရသည်ညံကြီးငူမှာဝါးမရှိမဟုတ်ရှိပါ၏ရှိသောဝါးများမှာတုံး၍မရနိုင်လောက်အောင်ကောက်ကွေးနေကြသည်ထို့ကြောင့်အခြားအရက်များ၌ဝါးတော့ခုတ်ရခြင်းဖြစ်သည်ဝါကောက်ရခြင်းအကြောင်းကိုဗဇက်ရာဇဝင်အစဉ်စဉ်အရာတိရတိမှာတို့တပောင်မင်းကပန်ထွာဘီရင်ငါကိုအကောက်ကြံပြီး တင်ပိုက်ခဲ့သည်ထိုကိုပန်းထွာဘရင်မကအညူထားပြီးလူတွေဟာကောက်ချစ်စင်လဲလိရှိကြတယ်စိတ်ထဲကောက်တာကိုမိသူမမမြင်မတွေ့ကြရပေမဲ့တစ်ဝါးများကောက်တာကိုတော့လူတွေစိတ်ထဲမှာမဖြောင့်မဲကောက်နေတဲ့၍ဟောဒီအရက်မှာရှိတဲ့ဝါးတွေလည်းသုံးစားမရအောင်ကောက်နေပါစီရိုးဖြောင့်မငန်သူများနဲ့ဆုံးမမမူလအတိုင်းပြန်ဖြောက်ပါစီခုချိန်စာတိုက်ခဲ့သည်ထို့ကြောင့်ဝါးများသုံးမရအောင်ကောက်ကွေးနေခြင်းဖြစ်သည်ဟုကြားရဘူးသည် ဝါကောက်ခြင်းနဲ့ဆက်၍အရက်စကားပြောလို့ရှိရမှာမြိုင်ကြီးငူမှာဝါဖြောင့်တပင်ရအောင်ရှာနိုင်ပါကချွေတပိတ်တာပေးမိဟုပင်ဆိုကြ၏ဤစကားကိုအသက်80ကျော်ပြီဖြစ်သောဒေတာကန်တူထံမှကြားသိရသည်ဝါများဤများအထိကောက်ခဲ့သည်ယခုတော့ဝါများ300လုံနီး6လာကြပြီဖြစ်သည်ဆာရေးသူရွန်းစလင်းချောင်းအထက်ဘက်မှဝါခုတ်ပြီးဖောင်ပွဲပြန်လာရာလမ်းတွင် ဖောင်မောက်သည်ရွာသားများက နေစုံအတွက်စက်သားဟင်းချက်ထည့်ပေးခဲ့သူကိုဝါးများကိုမြန်ကြီးမှုမှာတုံးရန်ရည်စူးတာသဖြင့်အသားဟင်းနှစ်သက်ဟန်မတူသောကြောင့်ဖြစ်သည်မြန်ကြီးမှုမှာနေရင်ဘေးမဲ့အသက်ပဲစားရသည်ဟုကြားသိထားရသည် ဖောင်မောက်ရာတွင်ရေဆူ၍ဥယျသည့်အဖျားတက်သည်ရွာသားများက ကမောက်မောင်းသို့လဲဖြင့်ပို့ပေးကြသည်ဝါးဖောင်ကို ကော့ကရက်ရွာစိတ်သို့ပို့ပေးသည်ဦးဘိုးသည်နှင့်အဖွဲ့ကမြန်ကြီးမှုသို့ထပ်မံပို့ဆောင်ပေးကြပြီးဥယျသည့်အတွက် ကျောင်းသင်ခန်းငယ်ကို၎င်းအခြားလူများအတွက်ထရွက်မိုးမန်းနှက်ကို၎င်းဆောက်လုပ်ပေးကြသည်၎င်းနောက်အမေတုံတို့အဖွဲ့ပါညာကြီးငူတို့ရောက်လာခဲ့ကြသည်ထိုမန်းတပ်မှာပင်နေ့စဉ်နနက်ညမမှန်ဝိပုမေတ္တာပို့ကမ္မထမ်းဘာဝနာစီပြန်ကြသည်အမြဝေအပြီးတွင်ထိုးစီကြီးစီနှင့်မောင်းတို့ကိုတီးလေရှိသည်၄ဘက်တွင်ပဋ္ဌာန်း၂၄ပစ္စည်းကိုရည်မှန်း၍၂၄ချက်တီးသည်ညဘက်မှာ ဘောဓိပက္ခိယတရား38ပါးကိုရည်စူးမှုတော်သောအားဖြင့်38ချက်တည်ခေါက်ပြီးဤသို့နှင့်နေလာရာယနေ့နနက်မှာဘောင်းတန်3ချက်ကို အချိန်မဟုတ်တည်တံ့ကြရသည်မနက်ဝိပုခဲစဉ်က24ချက်ပြီးခဲ့ပြီးခုတည်တဲ့3ချက်ကဘာတဘောလဲသူစက်နေတယ်တွတ်ကြည့်အောင်ပါစိတ်ကူးဖြင့်ဆင်းလာခဲ့သည်ဥဒုဇနနှင့်ရှင်ဒေဇနိယကိုတွေ့ရသည်တပည့်တော်အကြောင်းနဲ့တပည့်တော်ဒီမြိုင်ကြီးမှုစီရောက်လာပုံကအဲ့ဒါပါပဲဗျာ ဦးစင်းကတော့ဒေါထွက်မယ်စိတ်ကူးနဲ့လာခဲ့တယ်ဆိုတာစောစောကပြောခဲ့ပြီးမှန်ပါဖေဟာပရိယတ်တိအခြေခံအထိုက်လျောက်ရှိပြီဆိုတော့မှပရိပတ်တိပတ်လိုက်စားတာအမှန်ဆုံးပဲဘလောက်ပဲစတတ်တဲ့ပရိပတ်အခြေခံလေးမှမလုပ်ထားရင်တမာတိတည်ုံလေးတော်မှစူးစမ်းတမှုမပြုထားရင်ဘဝနိဂုံရောက်တဲ့အခါစောက်တီရမရဖြစ်တတ်ပါတယ်ဖေဟာမှန်ပါတယ်ဦးရသိစာအများကြီးတတ်ထားတဲ့ဆရာတော်တပါးဆိုပါစို့ဖေဟာမော်လမြိုင်ကပဲစာတက်တမလုံကိုနေတယ် ပါဠိမာဂရတက္ကထဟိန္ဒီအင်္ဂလိပ်စသည်ဖြင့်ဆန္ဒဘာသာတက်မြောက်ကျွမ်းကျင်တယ်။စာပေနဲ့တော်လွန်တော့စာပေနဲ့ပဲတသက်လုံးနေလာခဲ့တာပြန်လွန်တော်မူကနီးတေလူစဲစဲမှာပင်မဆင်းရဲခြင်းကြီးစွာ ဖြစ်ပြီးမှပြန်လွန်တော်မူခဲ့ရတယ်။ဘလို့ပင်မဆင်းရဲကြီးစွာဖြစ်ရတာလဲ။ယောဂဖြစ်စီပြီးဓာရိတ်တို့ကနှိမ့်ဆက်နေတော့တမာတိအခံမရှိတာလို့ဖြစ်မှာပါပဲ။တတိမိမိရုံရုံနဲ့ပြောချင်ရပြော ဆိုချင်ရဆိုအိယာကလည်းမထနိုင်ထားချင်ရင်တွဲထူပေးရတယ်နောက်ဆုံးစကားလည်းမပြောနိုင်တော့ဘူးရေတောက်ချင်ရင်ရေဥပတ်လက်ညှိုးထိုးပြရေယူလာပြန်တော့လေလက်ညှိုးကအခြားတစ်ဖက်ကိုထိုးနေရင်ရောဒီလိုနဲ့ဗျာဒိတ်တုတ်ကနှိမ့်ဆက်တာကိုစိတ်လွတ်ကိုလွတ်တတိလွတ်ခံစားရပြီးမှပြန်လုံလုံမူခဲ့ရတယ်တမာရီဒူတောင်နားနိုင်မယ်ဆိုရင်ဒီလောက်ဖြစ်ဖို့မရှိဘူးအော်ဒီလောက်တောင်နေလားအမှန်ပါပဲတပည့်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ် ဒါကြောင့်လဲတပည့်တော်ကစာပေပရိယတ်ကိုလိုအပ်သလောက်သာလေးလာသင်ယူပြီးပရိပတ်ဖတ်လိုက်စားခဲ့တယ်ဖေဟာတခုမေးခြင်းနဲ့မေးပါဖေဟာဘာဖြစ်လို့ယဟန်ဘဝကနေယသိဘဝကိုလျှော့ချလိုက်ရတာလဲတပည့်တော်ဟာပရိပတ်လဲအားထုတ်ခြင်းနဲ့ဝါဒနာအယစေးတို့ဝါတို့ဖိုးဆွဲတာတို့လဲလုံးခြင်းနဲ့ယဟန်အဖြစ်နဲ့ဒါတွေကလုံးဝမအပ်ဆက်ဘူးမဟုတ်လားဖေဟာတပည့်တော်ရဲ့မိဘများကတပည့်တော်ကို ူတို့တက်ရှိထင်ရှားရှိနေစဉ်အတွင်းယဟန်ဘွားနဲ့မြင်ကျင်နေဆိုခဲ့ကြတယ်။မိဘများကွယ်လွန်သည့်အထိယဟန်ဘွားနဲ့နေခဲ့ပြီးသူတို့ဆုံးလို့နှစ်နှစ်လောက်မှာယတိအဖြစ်ရောက်ရတာပါပဲဖေ။ယတိဖြစ်လာတော့တောတွေတောင်တွေစီလျှောက်သွားပြီးကဏ္ဍဤဆန်တဲ့ပညာတွေကိုလေ့လာလိုက်စားတယ်။သူတို့ပြောရရင်ယတိအဖြစ်ကယဟန်ဘွားထက်စာရင်လောရကန်ရပိုပြီးလွတ်လပ်လို့ပါဖေ။ဦးရဲ့တိတ်ကတရားရိပ်သာမှာတော်တော်ကြာကြာနေခဲ့ဘူးတဲ့ဆိုတော့ နီးနာနေတရာဒီကျွမ်းကျင်ချင်တီထားမှာပေါ့နော်တီးတဲ့လောက်တော့တီးပါတယ်ခင်ဗျာတပည့်တော်လည်းအချိန်ရရင်ရသလိုအားထုတ်စေပါခင်ဗျာဒီလိုဆိုရင်ဥစဉ်ကိုလည်းနည်းနည်းတင်ပြပေးပါဥစဉ်တို့ကစာတင်သားဘဝကလာတာဆိုတော့ပฏิပတ်ကိုအခြေခံကြကြတိမထားရဘူးအပေါ်ယံကျော်အများပြောတော့ပဲတည်တယ်မှန်ပါဝင်မလေးပါခင်ဗျာဝိရသိပြောတဲ့ဥပိုသိန်းဆိုတာဒီကဒါရကကြီးလားမှန်ပါခင်ဗျာဝိရသိနဲ့စကားပြောနေစဉ်အတွင်း ရန်ကြီးမှုမှရောင်းနေနေသော အမေတုံတို့အဖွဲ့ရောက်လာပြီးစကားပြောကြသည်။ဦးရသေးကတဦးချင်းမိတ်ဆက်ပေးသည်။နေစွန်းကိုထူမာပင်ဖုံးမိသည်။မနက်ထွက်လာစဉ်ကတပိတ်ထဲမှနေစွန်းအတွက်ထည့်ခဲ့သည်။ဦးရသေး၏နီးကိုယူ၍ကိုရဲ့အဋိဋ္ဌံဖြင့်တရားအားထုတ်ကြည့်ပြီးကျန်နာကို နောက်မှကြည့်စီစဉ်ပြီးရှင်ဒေဇနီယကို ပြန်လွတ်လိုက်သည်။ဦးရသေးကျောင်းငယ်သို့ လိုက်လာခဲ့သည်။ကျောင်းငယ်မှာနောင်စီတီရှိရာကုန်းမြင့်ကလေးချင်းရင်မလန်မကန်ဖန်ကားပင်ကိုဥထိုက်ဆောက်ထားသည်။ဥသူဇနသည်ကျောင်းတင်ခန်းမလို့သည်။ကိုရဲ့အဋိဌံဝင်ကြည့်ရအောင်မီ။တစ်ပင်အောက်မှာဖြစ်စေနောင်စီတီရင်ပြင်ပေါ်မှာဖြစ်စေလောလောဆယ်အားထုတ်ကြည့်အောင်မီဟုတွေးထားသည်။မိုးကလာမဟုတ်သဖြင့်အစမ်းသဘောအရာကျောင်းတင်ခန်းမရှိဘဲနဲ့လည်းဖြစ်နိုင်သည်။သူတော်ကောင်းကြီးများဤနီထုံ တစ်တပင်ရင်ဝါးတပင်အောက်စူထုံးကိုနှလုံးမူလျက်